ခုအမေရိကန်ကနေပြီးတော့တရားဝင်ကြေညာပလိုက်ပြီနိုင်ငံရေးဥပဒေနာနိုဝင်ဘာ၁၂ရက်နေ့ရက်စွဲနဲ့တရားဝင်ကြေညာလိုက်တာကြီးကတော်တော်ကြောက်စရာကောင်းပါတယ်။ Okay. Morning everyone. I'm Janine Pirro. မြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကအွန်လိုင်းလိမ်လည်မှုစင်တာကြားဖြန့်တွေကို American Federal စုံစမ်းစစ်ဆေးရေးဘူရို FBI အပါအဝင် အဖွဲ့၃ဖွဲ့ပူးပေါင်းပြီးတော့အထူးတပ်ဖွဲ့ဖွဲ့စည်းပြီးနှိမ်နင်းမယ်လို့ American အစိုးရကနိုဝင်ဘာ၁၂ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဘလို့ကြောက်ရကောင်းလဲလို့မေးတော့သူကမြန်မာနိုင်ငံအပါအဝင်အရှိတအအောင်ရှာ၃နိုင်ငံဖြစ်တယ်။မြန်မာကမ္ဘောဒီးယားလာအိုဆိုဒီ၃နိုင်ငံပါတဲ့နော်။ စိုက်ဘာလိမ်လည်မှုတွေကြားဖြတ်နေကိုနှိမ်နေဖို့ scam center strike force ဆိုပေ SCSF နော် SCSF လို့ခေါ်တဲ့ scam center strike force လို့ခေါ်တဲ့မြေပြတဲ့အထူးတပ်ဖွဲ့ကိုစတင်ဖွဲ့စည်းလိုက်ပြီမြန်မာနဲ့ကမ္ဘောဒီးယားနဲ့လာအိုသုံးနိုင်ငံမှာအဓိကနေနေမှာအဲ့ဒီထဲမှာနေနေမဲ့လူတွေကကြားဖြတ်ခေါင်းဆောင်နေနေမဲ့ကြားဖြတ်ဂိုင်းနေနေမဲ့ကြားဖြတ်နဲ့ဆက်ဆက်ပြီးလုပ်တဲ့သူတွေတဲမှာပေါ့အဆင့်လိုက်ဆင့်လိုက်ဒီအားလိုက်တားဟိုတတ်မှတ်ပြီးတော့နေနေမဲ့ဆိုပြီးကြီးညာတယ်ဆိုတော့တောက်စီရာကောင်းပါတယ်ပြောရရင်တော့မြန်မာပါနေတယ် ဒီအထူးတပ်ဖွဲ့ကိုစဖွဲ့လိုက်ပြီဖြစ်တယ်လို့အဲ့ဒီအထူးတပ်ဖွဲ့ဖွဲ့လိုက်တဲ့နေ့မှာပဲကျညာရေးတွေ၄ယောက်ရှိအဲ့ဒါမှလည်းဆိုတော့ DGBA က Society စိုင်းကျော်လာစောစိန်ဝင်းနဲ့စောစန်းအောင်အဲ့ဒီ၄ယောက်ကိုလည်းဒဏ်ခတ်ပိတ်ဆို့တယ်ကျွန်တော်တို့ကဒီအမေရိကန်လာဟိုတော်တော်လေးထင်ကြီးခဲ့တယ်နော်ကဘာပေါ်မှာပညာတဟိုအမှားမှဝေဖန်ပိုင်းချနိုင်တဲ့နော်ဟိုအမေရိကန်ဆိုပြီးတော့လေကျွန်တော်တို့လည်းဟိုအထင်ကြီးတယ်ပေါ့ အခုကဟိုမစီမဆိုင်ဟိုကဥမာကျွန်တော်တို့ဒီပုံချုပ်နော်ဆော့စတီတို့ဖုန်းစိန်ဝင်းတို့နော်ပြန်ကြည့်ရင်အဲသူတို့အနေနဲ့ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးနော်ပုံချုပ်စတီဆိုရင်ဥမာတေးဥပ္ပစံမှာတီလို့တော့ပေတော့မယူဘူးအနေထားလို့ရှိတယ်အခုအဲ့ဒီလူတွေကသူစော်တဲ့ရတာအဲကျွန်တော်ဆိုအစီဝေးလေးမှာတော့တပ်ဖွဲ့ကိုစားလိုက်တက်ပြီးလိုက်ဖြည့်ရှင်းတော့ရှိတယ်ပေါ့လေကြာလားနော်တက်ဖြည့်ရှင်းတော့ရှိတယ်ပေါ့အဲဒီခါကလေးအခုကဒီအဲ့ဒီဟို ုပုဇုစတီနေနဲ့เนาะကျွန်တော်စီကျုပ်เนาะဖို့ဆွေးဝင်နေနဲ့ဆိုလို့ရှိရင်ဒီလူတွေတော့တခါမှဟိုမချိမဆိုင်မပတ်သက်ပဲနဲ့အဲသူတို့မောတောင်မြို့ကိုတော်လန်ရေးတက်တွေအပိတက်သိမ်းယူလက်နက်ခဲယမ်းများစွာတင်စေရရှိတနင်္သာရီဒေတာမောတောင်မြို့ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကနိုဝင်ဘာ14ရက်မှာအပိတက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်ကြီးတွေအပါအဝင်လက်နက်ခဲယမ်းများစွာတင်စေရရှိခဲ့တယ်လို့သိရပါတယ်။ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေကနိုဝင်ဘာ10ရက်နေ့မှစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီကလေကြောင်းမှ အသေးတံပုံးကျဲခဲ့တဲ့ကြားကနိုဝင်ဘာ14ရက်မှာနောက်ဆုံးကြန့်ရှိနေတဲ့မောတောင်ပြူဟာစခန်းကုတ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မောတောင်မြို့ကိုအပိတက်သိမ်းယူခဲ့တယ်လို့ဆိုပါတယ်။ မောတောင်မြို့ရှိစစ်ကောင်စီရဲ့ဗျူဟာစခန်းကုန်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ဆင်မှာလဲစခန်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထိုင်းနိုင်ငံဘက်ချမ်းသို့ထွက်ပြေးသွားကြတယ်လို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်ရှိမောတောင်မြို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလည်းမြို့ကိုမကြဖို့လေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့တာတွေကြောင့်ဒေသခံထောင်ထဲချီဟာလဲထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်းဖြစ်ပါတယ်။အရေးယူပေးဆိုမှုစည်ရင်းမှာပါဝင်လာတဲ့ဘူပုတ်ကိုနဲ့အဖွဲ့စည်းတွင်နဲ့ဆက်ဆက်ပြီး အမေရိကန်မှာရှိနေတဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားတွေကထိမ့်သိမ်းပေးထားတဲ့ပိုင်ဆိုင်မှုတွေအလုံးကိုတင်ဆက်သွားမှာဖြစ်ပါတယ်။အဲ့ဒီလူပုဂ္ဂိုလ်ဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးအမေရိကန်နိုင်ငံသားတွေကလုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။တကယ်လို့ချိုးဖောက်ရင်တော့ကြီးလေးတဲ့ရာဇဝတ်ပြစ်ဒဏ်တန်ကြီးတွေကျုံလာနိုင်တယ်လို့လည်းအမေရိကန်နိုင်ငံဘက်ကတတိပေးထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လေပူကျုပ်စောစန်းအောင်က DKBA တပ်ဖွဲ့အနေနဲ့ ။ဤပနိုင်ငံတွေမှာပိုင်ဆိုင်တဲ့လုပ်ငန်းတွေမရှိဘူးလို့တုံ့ပြန်သွားပါတယ်။ကျွန်တော်တို့တက်ရောက်ကျွန်တော်တို့ဟိုဒီကုမ္ပဏီဘာမှမရှိဘော။ Facebook ပဲကျွန်တော်တို့ဒီတပ်ဖွဲ့နေနဲ့ယူရီးယားမှဟိုဗာလဲစတိုဆင်ဆင်ပိတ်တာတို့ဗာတို့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေဘာမှမရှိဘူး။ဒါကျွန်တော်တို့ယောဂရရပြီးသွားကုတာလွယ်ပြီးတော့ကျွန်တော်ဟိုဒီနိုင်ငံကြားထဲမှာကျွန်တော်တို့ဘာမှဟိုပိုင်ဆိုင်မှုမရှိဘောဆရာနော်။အင်း အမေရိကန်ရဲ့အေးအေးယူပိတ်ဆို့မှုစည်းရင်းမှာပါဝင်လာတဲ့ TKBA ထက်တန်ကောင်ဆောင်၄ဦးကတော့စစ်ဦးစီးချုပ်ဘိုးချုပ်ကြီးစောစတီစစ်ဦးစီးအရာရှိချုပ်ဘိုးချုပ်စွန်ဆန်းအောင်စစ်ရေးချုပ်ပုံမှုချုပ်စောစိန်ဝင်းနဲ့အမတ်တစ်စစ်ဒေသကုတ်ကယ်ရေးမှုပုံမှုချုပ်စိုင်းကျော်လာတို့ဖြစ်ပါတယ်ဒီကောင်ဆောင်တွေကတော့ထိုင်းမြန်မာနယ်စပ်စုံစည်းမြန်ရွာမှာအခြေပြုတဲ့ TKBA စစ်ဌာနကကောင်ဆောင်တွေဖြစ်ပါတယ်